ကျွန်တော်ကပကန်းထက်ပို့ချောပြီးပို့ပြေးစုံတယ်လို့ဝင်ကြွားလိုက်ပြန်နေစင်ကြီးရနေတို့ပရိသတ်အားလုံးမိလာများရှင်ရောအိုင်ဘတ်ခွန်ရှိခွင့်အခြေအနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်စင်ကြီးရနေတို့ရဲ့အင်တာဗျူးတွေကတော့အော့အတောင်းနေမှာပဲစင်ကြီးနေနဲ့တချို့တချို့တွေကိုတွန်းတွန်းလူသွားအောင်စားနဲ့လိုက်တွန်းနေသလားတော့ထင်ရပါရင်ဘယ်တော့ကသူအားချေပကန်းထက်အများကြီးပို့ပြေးစုံကြောင်းဆိုလာခဲ့ပြန်ပါပြီဘယ်တော့ဟာယူနိုက်တက်မှာဒီပကန်းနေရာကိုဆက်ခံခဲ့သူဖြစ်ပါရင် ဆာလန်ဖာဂူဆန်အတွေ့ပခန်းကိုရီယယ်မက်ထရီအသင်းစီလက်လွတ်ရခြင်းနောက်ထပ်ဆူပါစတာ2ကိုလှုပ်ရှိခဲ့ပါတယ်။ဆက်စပ်ခြင်းမှာရော်နယ်တင်ဟိုကိုခေါ်ယူဖို့လုပ်ခဲ့ပေမဲ့ဘာစနာကလက်အုပ်မှုယူသွားတာကြောင့်စပေါ်တင်လင်းစပေါ်မှာချေဆွာနေတဲ့လူငယ်လေးရော်နယ်ဒိုကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ဖာဂူဆန်ကရော်နယ်ဒိုကိုချစ်ချင်းပဲပခန်းရဲ့ကျောင်းနံပါတ်9ကိုဝယ်ဆင်စေခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုကလည်းကျောင်းနံပါတ်9နဲ့အတူ United မှာကမ္ဘာအကောင်းဆုံးစားမစားဖြစ်လာခဲ့တယ်လို့နောက်ပိုင်းမှာလည်းအောင်မြင်မှုများစွာဆုကုနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကွင်းတွင်ကွင်းပြင်အောင်မြင်မှုချင်းရှင်ပခန်းကရော်နယ်ဒိုကိုမမီတာတော့အမှန်ပါပဲ။မမီရုံနဲ့မကဆယ်စားလောက်ကြာရဲလို့ပြောချင်ရပါတယ်။ ဒီဘက်ကလည်းရှေ့မှာအင်တာမီယံအသင်းကိုပိုင်ဆိုင်ထားပြီးရော်နယ်ဒိုရဲ့မဟာဗျာမဲမက်ဆီကိုခေါ်ယူထားတဲ့သူလည်းဖြစ်ပါရင်ပီယာမကန်ရဲ့အင်တာဗျူးမှာရော်နယ်ဒိုကိုအခုလိုပဲစာမေးပါရင်ဒီဘက်ကတန်ခမရကပိုရုပ်ဖြောက်တယ်လို့ထင်လားအကယ်၍မင်းရဲ့ဘက်ကနှစ်ယောက်စလုံးကအခုလိုမကြော်ကြားကြဘူးဆိုပါစို့ကောမာကန်ဗာနာကန်းချင်မှာနှစ်ယောက်တူတူလမ်းရှောင်ရင်ဘယ်သူကအလိုစိတ်ဝင်စားမှုပုံများမယ်ထင်လဲလို့မေးခဲ့တာပါနှစ်ယောက်စလုံးမကြော်ကြားပဲတွားရင်လားကျွန်တော်ပေါ့တရားရုံးတော့ပါပဲဘက်ကမင်းနာကချော်ပါရင်ဒါပေမဲ့ကျွန်တော်ကတာမန်မယ်လေကျွန်တော်ကတော့တာမန်မဟုတ်ဘူးကျွန်တော်ကပြီးပြည့်စုံနေတဲ့သူပါလို့ဆိုခဲ့တာဖြစ်ပါရင် ရန်ကကဘာဗလာရယူကိုအိမ်မက်တော့မဟုတ်ပေမဲ့လာမယ့်2026ကဘာဗလာကိုပျော်ပျော်ရွှင်ရွှင်ဝင်ရောက်ကစားသွားမှာဖြစ်ကြောင်းခုလိုဆက်ပြောပါရင်ကော်လာရယူကကျွန်တော်အိမ်မက်လားဆိုတော့မဟုတ်ပါဘူးတကယ်ပြောတာပါဒါပေမဲ့ကဘာဗလာရယူတော့ကျွန်တော်တို့စ조사သွားမှာပဲလေဆိုတော့ကကဘာဗလာရယူမရရသွားိုင်းမှာကျွန်တော်နာမည်ကိုပြောင်းလဲပြနိုင်မှာမဟုတ်ပါဘူးဒီအချိန်မှာကျွန်တော်လုံတင်တာကကဘာဗလာကိုပျော်ပျော်ရွှင်ရွှင်ကစားဖို့ပဲပရိအသင်းကလည်းရှေ့မှာခြေစဲဝဲအောင်သွားပြီဒီအခိုင်အတန့်ကိုပဲပျော်ရွှင်နေတယ်အခုနောက်ဆုံးဝက်မှာအမေလာကြည့်တယ်မိသားစုလည်းလာကြည့်တယ်အဲ့ဒီအချိန်မှာကျွန်တော်ပျော်ရွှင်ရတယ်ကဘာဗလာရယူမှာ တမိုင်းရဲ့အခမ်းအနားအဆုံးစားမဖြစ်နိုင်မယ်ဆိုတာကိုတော့ကျွန်တော်လက်မခံဘူးလို့ပြောသွားခဲ့လိုက်တာဖြစ်ပါတယ်။ဒါ့အပြင် sorry ကလာလီကာချက်ကိုတွင်းရတာပို့ခဲ့ကြောင်းနဲ့ဥရောပရှင်ဘက်ဆု volunteer ဆုတို့အတွက် sorry လေးကိုထည့်သွင်းတွက်ချက်တင်ကြောင်းလဲ red ကခုလို့ပြောပါတယ်။ကျွန်တော်အတွက်ကတော့ sorry လေးမှာကိုတွင်းရတာလာလီကာချက်အများကြီးပို့ခဲ့ပါတယ်။ဘာလို့များ sorry လေးကပင်ကိုတွေကိုဥရောပရှင်ဘက်ဆုနဲ့ volunteer ဆုအတွက်မတွက်တာလည်းမသိဘူးထည့်တွက်တင်ပါတယ်။လက်ရှိမှာကျွန်တော် premier league ထိပ်တန်းအသင်းမှာကစားရလား125ခုလောက်တွင်းနိုင်မယ်ထင်ပါတယ်။ ကျွန်တော်ရဲ့အဆွေအဆုံးနှစ်မှာတော့25ကိုတွင်နိုင်ခဲ့ပါတယ်။အခုနေပရီးမီယာလိထိန်းတန်းအသင်းမှာကစားရင်အဲ့လောက်တွင်နိုင်ခဲ့ဦးမှာပါ။ဒရန်ထရက်ကကျွန်တော်ထက်ပိုပြီးကြော်ကြားလာဆိုတော့လက်ရှိကောင်မှာကျွန်တော်ထက်ပိုကြော်ကြားတဲ့ပြင်ပြဆန်းမှာမရှိပါဘူး။မက်ဆီမတိုင်းကအာဂျင်နီးယားကကမ္ဘာလားရနေတာပဲလေ။ဒါကတမန်ပါပဲ။ကျွန်တော်သားပေါ်တူဂီနဲ့ကမ္ဘာလားရကြည့်ပါလား။ကမ္ဘာလုံးအော့အတောင်းနင်းအောင်ဖြစ်သွားလိမ့်မယ်လို့ရဲတို့ကစပ်ပြောခဲ့ပါတယ်။ပရိသတ်တွေကရောရဲတို့ရဲ့အင်တာဗျူးတွေကိုဘယ်လိုမြင်လဲ။ကွန်မန့်မှာမက်ချက်ပေးပြီးတော့ဝင်ပြသွားလို့ရပါတယ်။ ုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါမယ်နောက်နေ့မှလည်းအာကစားနေပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီလိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနေကောင်းချော်လိုက်ရပါတယ်ခင်ဗျာ